တာချီလေးမြို့နိုင်ကပတ်ပတ်ဝင်းကျင်ထိန်းသိမ်းရေးနေထိမ်းမှန်ပိုစတာဆိုက်ထူတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်2025ခုနှစ်ဇွန်လ9ရက်နေ့တွင်ကြာရောက်မည်ကပတ်ပတ်ဝင်းကျင်ထိန်းသိမ်းရေးနေကိုကြိုကုန်ပြုသောအားဖြင့်ရှမ်းပြည်နယ်ရှိပိုင်းတာချီလေးခရိုင်ပတ်ဝင်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှယခုနှစ်စောင့်ပုတ်ဖြစ်သည့်ကပတ်တဝမ်းပလတ်စတစ်ညှဉ်းနှွမ်းမှုအဆုံးသက်ရေးစုပေါင်းအားဖြင့်ဆောင်ရွက်ပေးကောင်းစဉ်ဖြင့် ယနေ့နဲ့နဲ့ပိုင်းကအထိမ့်မဲ့ဘူစတာများစိုက်တူခဲ့ပါတယ်အဆိုပါအထိမ့်မဲ့ဘူစတာ အလျား၁၀ပေအနံ၆ပေရှိမြေစိုက်ဘူစတာစိုင်းပုတ်များစိုက်တူခြင်းကိုတာကြီးလိုက်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဖွဲ့ဝင်များမှတာကြီးလိုက်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိမျက်နှာစာတွင်၎င်းတာကြီးလိုက်မြို့ဘူကျုပ်လမ်းမကြီးပြီးမဲကောင်ချောင်းနီးတွင်၎င်း စသည့်နေရာသီးသီးတွင်စိုက်ထူခဲ့ကြပါသည်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနေဖြင့်ပလတ်စတစ်စွန့်ပစ်ပစ္စည်းများဖော့ဘူးကုန်များကိုမြစ်ချောင်းမြောင်းများမှတဆင့်ပင်လယ်တွင်သို့စီးဝင်မှုထိန်းချုပ်နိုင်ရေးတိုးမြင့်ဆောင်ရွက်သွားရန်နှင့်တစ်ခါတုံးပလတ်စတစ်သုံးစွဲမှုကိုအတက်နိုင်ဆုံးလျှော့ချသွားရန်သက်ဆိုင်ရာဌာနများပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့်ဆောင်ရွက်သွားရန်စီမံချက်ရေးဆွဲအကောင့်ထေဖို့ဆောင်ရွက်နေကြောင်းသိရှိရပါတယ်ခင်ဗျာ